မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇန်နဝါရီလ9ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေတိုင်းငဖဲမြို့နယ်မျောစင်ရွာနတ်ရိတ်ကန်လေးချောင်းရံကာကွယ်ရေး Radar စခန်းကစိုက်ကဲနဲ့လှည့်ကင်းထွက်လာတဲ့အကြမ်းဖက်စစ်သားများနဲ့စစ်ရင်တန်းကိုမိုင်းဆွဲပစ်ခတ်တိုက်ခိုက်ရာ စစ်သား9ဦးသေဆုံးပြီးလက်နက်တလက်သိမ်းဆီရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ3ရက်နေ့ညနေ9နာရီကမှငဖဲမြို့နယ်မျောစင်ရွာရဲ့အနောက်ဘက်မီတာ200ခန့်မှာရှိတဲ့နတ်ရေကန်လေချောင်းရံကာကွယ်ရေးရေဒါစခန်းကစိုက်ကဲနဲ့ကင်းလယ်ရန်ထွက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သား6ဦးခန့်ကို PIA မကွေးတပ်ဖွဲ့ကခြုံခိုပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုဟာ10မိနစ်ခန့်အပြန်အလှန်ဖြစ်ပွားခဲ့ပြီးတဲ့နောက် အကြမ်းဖက်စစ်တပ်ဘက်ကစစ်သား3ဦးသေဆုံးကတအုပ်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။တော်လိုင်းတပ်ဖွဲ့များအထိခိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး MA3 အမျိုးအစားလက်နက်ငယ်တစ်လက်ကိုတိမ်းစီရရှိခဲ့တယ်လို့သိရပါတယ်။ကျွန်တော်တို့စီရင်ရည်မှန်းချက်တွေကိုအောင်မြင်ပောက်ရအောင်လို့လှုပ်ဆောင်နေပါတယ်။တဆင်ချင်းစီကျွန်တော်တို့လှုပ်ဆောင်နေတယ်။အဓိကကတော့ကျွန်တော်တို့ရည်မှန်းထားတဲ့စီရင်ရည်မှန်းချက်တွေမရမချင်းစစ်ကောင်စီကိုဆက်လက်ပြီးတော့တိုက်ခိုက်သွားမယ်လို့ပြောချင်ပါတယ်လို့ People's Revolution Alliance ဟာတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်။ဒါ့အပြင်ဒီဇင်ဘာလ18ရက်နေ့ကလည်း Amberan Landmine ကနေတက်လာတဲ့အင်အားတရာခန့်ပါတယ်စစ်ကား၄စီးနဲ့ ကားအသေးတစ်စီးတော့ကိုငဖဲမြို့နဲ့ဂုတ်ကြီးချေးရွာအထက်မီတာတထောင်ခန့်အကွာမှာမိုင်းကိုလုံးနဲ့မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာစစ်ကားတစ်စီးပျက်စီးသွားပြီးတော့အကြမ်းဖက်စစ်တပ်က၄ဦးသေဆုံးက၁၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။အလားတူပဲရခိုင်ပြည်နယ်အမ်းမြို့နယ်အတွင်းမှာရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့ရှေ့တန်းစစ်မြေပြင်ကနေထွက်ပြေးလာတဲ့စစ်မှုထမ်းတပ်သားတဲ့၄ဦးကိုဒီဇင်ဘာလ26ရက်နေ့နဲ့26ရက်နေ့တို့မှာအရှင်ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့တယ်လို့သိရပါတယ်။ အန်ဆင်ဆင်ရေးကနေထွက်ပြေးလာတဲ့သူတွေကျွန်တော်တို့လှုပ်ရှားတဲ့နယ်မြေတဲကိုရောက်လာတဲ့အခါမှာဖမ်းမိခဲ့တာပေါ့ လေးဦးစလုံးကစစ်မှုတမ်းဥပဒေနဲ့တင်တန်းဆင်းလာတဲ့သူတွေကြီးပဲလက်ရှိမှာတော့စစ်တုံးမှန်းဥပဒေနဲ့အညီကောင်းမွန်စွာထိန်းသိမ်းထားပါတယ်လို့ People's Revolution Alliance ကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်လူလူတော်လိုင်းရေးမဟာမိတ်အင်အားစု PRA မကွေးဟာတပ်ဖွဲ့ချင်းဖြစ်တော်လကောင်းမဟာမိတ်တပ်ဖွဲ့များနဲ့ပူးပေါင်းပြီးတော့တော်လကောင်းချမှတ်ထားပြီးဖြစ်တဲ့စီရေးဆိုင်ရာရည်မှန်းချက်များကိုတဆင်ချင်းစီအကောင့်ထက်ဖို့ဆောင်ရွက်လျက်ရှိတယ်လို့ People's Revolution Alliance ကတာဝန်ရှိသူတို့ကပြောဆိုထားကြောင်းတင်ရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တနင်္သာရီတိုင်းရေးမြို့နယ်ကျောင်းရွာအခြေဆိုင်အကြံပတ်စစ်တပ်ရဲ့ခမရ983တပ်ရင်းကိုလက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်ရာဗိုလ်ကြီးတအုပ်တိတ်ဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီဇင်ဘာလ31ရက်နေ့မှာရေးမြို့နယ်ကျောင်းရွာအခြေဆိုင်အကြံပတ်စစ်တပ်ရဲ့ခမရ983တပ်ရင်းအတွင်းကို60မမလက်နက်ကြီး3လုံးနဲ့ပစ်ခတ်ခဲ့ရာဝဟိုကင်းအနီးကိုတလုံးစခန်းအလဲကိုတလုံးခြံစည်းကိုအနီးကိုတလုံးကြောက်ရောက်ပောက်ကွဲခဲ့တယ်လို့သိရပါတယ်။တိုက်ရင်းတွေကိုပစ်ထည့်ခဲ့တာပါ။ ကျောင်းရွာပတ်ဝန်းကျင်မှာရှိတဲ့ကံလှရွာဖားကြီးရွာကြောင်းမိကြောင်းရွာတို့ရှိပါတယ်အဲ့ဒီရွာတွေတဲကိုသူတို့ကပြန်ပစ်ထည့်တာအခုက န်လာရွာဘက်ကိုပြစ်တာက၃လေးလုံးရှိတယ်။ရာဘာပင်ဖြတ်တဲ့သူတွေထိတာအခုလဲကျုံတို့ရွာစာတင်ကျောင်းကိုပြစ်နေတာ၂ကြိမ်ရှိပြီ။ကျွန်တော်တို့ဘက်ကရဲဘော်တွေကတော့ဘေးကင်းပါတယ်လို့ဒေါနာဆက်ကျောင်းကတာဝန်ရှိသူတို့ကရှင်းပြထားပါတယ်။အခုလိုမျိုးကြောက်ရောက်ပောက်ကွဲမှုအတွင်းမှာအကြမ်းမဲ့စစ်တပ်ဘက်ကဗိုလ်ကြီးတအုပ်တိတ်ဆုံးက၁၀ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။စစ်ကောင်စီဘက်ကလက်နက်ကြီးများနဲ့ရန်တမ်းပစ်ခတ်ခဲ့ရာကျေးရွာအနီးကြောက်ရောက်ပောက်ကွဲခဲ့ပြီးတော့အပြစ်မဲ့တဲ့ပြည်သူတအုပ်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကိုပြည်သူ့ကာကွယ်တပ်မတော်တောင်ပိုင်းတိုင်းဗျူဟာ33ဒေါနာတိုက်ရဲ င်းနဲ့မဟာမိတ်တိုင်းရင်းတပ်ဖွဲ့အများကပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့် update သတင်းကတော့တနင်္သာရီတိုင်းဒဝယ်မြို့ပေါ်မှာရှိတဲ့အကြမ်းဖက်ဆင်ကောင်းစီရဲ့တနင်္သာရီတိုင်းအစိုးရအဖွဲ့ယုံဝင်းကြီးများအင်အားနဲ့စကခ၈တပ်တို့ကို drone နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီဇင်ဘာလ31ရက်နေ့မှာဒေါ်ဝဲမျိုးအတွင်းမှာရှိတဲ့တနင်္သာရီတိုင်းအစိုးရအဖွဲ့ရုံးကိုတစ်ကြိမ်ဝင်းကြီးများအင်အားကိုနှစ်ကြိမ်စကခခ၈ကိုတစ်ကြိမ်တော်လိုင်းတပ်ဖွဲ့များက drone နဲ့ဘုံကျဲတိုက်ခိုက်ခဲ့ပြီးတော့စစ်ရေးပြတ်မှတ်များကိုတိကျစွာထိမှန်ခဲ့တယ်လို့သိရပါဗါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းမတ်စစ်တပ်ဘက်ကစီကောင်စီတပ်သားများထိခိုက်မှုအခြေအနေနဲ့ပျက်စီးဆုံးရှုံးမှုတွေကိုတော့အတိပြုနိုင်ခြင်းမရှိသေးဘူးလို့ပြောပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာရာသီဥတုအခြေအနေနဲ့လေတိုင်နှုန်းပြင်းထန်မှုတို့ကြောင့်တော်လိုင်းရေးပူးပေါင်းတပ်ဖွဲ့ဘက်က တိုက်ခိုက်ရေး drone နဲ့စီပျက်စီးဆုံးရှုံးခဲ့ရတယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုများကိုဒဝဲပြည်သူ့လွတ်မြောက်ရေးတပ် TPLF drone team ဘာထူအာမီပြည်သူ့ကာကွယ်ရေးတပ်မတော်ဒဝဲခရိုင်အမှတ်တရတိုက်ရင်နဲ့ရေပြူပကဖတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြကြောင်းတင်ရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းဝက်လက်မြို့နယ်ရှိမကားချေးရွာရဲစခန်းထဲကစစ်ကောင်စီအုပ်စုအတွက်လေရင်နဲ့ခြာပေးခဲ့တဲ့ခဲယံရိတ်ခါတို့တထုပ်ကိုဇန်နဝါရီလ2ရက်နေ့ကတော်လိုင်းတပ်တွေကတင်စီရမိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇန်နဝါရီလ2ရက်နေ့မနက်ပိုင်းကရှိမကားရဲစခန်းမှာရှိတဲ့စစ်ကောင်စီအုပ်စုအတွက်ရိတ်ခါကြောက်တွေနဲ့ခဲယံအထုပ်တွေကိုစစ်ကောင်စီအုပ်စုက112လေရင်နဲ့လာရောက်ခြာပေးခဲ့တာဖြစ်ပြီးအဲ့ဒီတဲကတထုပ်ကို ကာကွယ်တပ်တွေဘက်ကတိမ့်စီရမိခဲ့တယ်လို့ပြည်သူအစည်းကံတော်လိုင်းပူပေါက်တပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြောပြထားပါတယ်။ရှိမကရဲစခန်းစခန်းတိမ့်ခံရမှာကိုကြောက်လို့လက်နဲ့ခဲရနေဖြစ်တင်းနေတာပေါ့လို့တာဝန်ရှိသူကပြောပြထားပါတယ်။စစ်ကောင်စီအုပ်စုဟာဇန်နဝါရီလ၁ရက်နေ့ညနေပိုင်းကလည်းရှိမကကြေးရွာအနောက်ဘက်ကို Jet Fighter တိုက်လေရင်နဲ့နှစ်ချိန်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့အဲ့ဒီတပ်ဖွဲ့ကပြောပါတယ်။လေကြောင်းကကျွန်တော်တို့လှုပ်ရှားတဲ့နေရာကိုမှန်းပြီးတော့ပြစ်တာ ဘုံနေလဲကြဲချခဲ့တယ်လို့ပြည်သူအစိကံတော်လိုင်းတပ်ဖွဲ့ကတာဝန်ရှိသူကရှင်းပြထားပါတယ်။အဲ့ဒီလေကြောင်းတိုက်ခိုက်မှုကြောင့်ထိခိုက်ဒဏ်ရာရရှိတဲ့သူတော့မရှိဘူးလို့၎င်းကပြောပါတယ်။စစ်ကောင်စီအုပ်စုဟာဇန်နဝါရီလ3ရက်နေ့ကစပြီးတော့သခိုင်းနယ်စားတောင်ကြီးရွာဘက်ကနေစစ်ကြောင်းထိုးလာကဇန်နဝါရီလ4ရက်နေ့မနက်ပိုင်းမှာဝက်လက်မြို့နယ် နန်းနန်းကြီးပါကိုရောက်ရှိလာတာကြောင့်ဒေသခံတွေဟာထွက်ပြေးတိမ်းရှောင်နေရတယ်လို့တော်လိုင်းအင်အားစုတွေကပြောပါတယ်။သခိုင်းနယ်ကနေပြီးတော့ဝက်လက်နယ်ဘက်ကိုစစ်ကြောင်းထိုးလာတယ်။အခုအဲ့ဒီစစ်ကြောင်းကဝက်လက်မြို့နယ်နန်းနန်းကြီးရွာကိုရောက်နေပြီ။နန်းနန်းကြီးရွာနဲ့နီးစပ်တဲ့ကြီးရွာကညောင်ပင်ကြီးတော့ပောက်ကန်ကြီးရွာပြည်သူတွေကတော့အကုန်လုံးစစ်ရှောင်နေရပြီ။ နန်းနန်းကြီးရွာကိုဝင်တော့ကဖမ်းဆီးခံထားရတဲ့ပြည်သူတချို့လည်းရှိတယ်လို့ပြည်သူအစီကံတော်လိုင်းတပ်ဖွဲ့ကတောင်းရှိသူကပြောပြထားပါတယ်ပြည်သူအစီကံတော်လိုင်းရေးပူပေါင်းတပ်ဖွဲ့မှာပြည်သူအစီကံတော်လိုင်းရေးတပ်ဖွဲ့လျှက်စီးပြောက်ကြားတပ်ဖွဲ့နဲ့နတ်တော်နဂါပြည်သူကာကွယ်တပ်ဖွဲ့တို့ပါဝင်ကြောင်းတင်ပြရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်းရွှေဘုံမြို့နယ်မှာလေယာဉ်ရိပ်သိမ်းနေတဲ့ပြူစောတိများကိုဝင်ရောက်တိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဇန်နဝါရီလ2ရက်နေ့မနက်7:00နာရီခွဲအချိန်ကမှရွှေဘုံမြို့နယ်ပယံပြူစောတိရွာနယ်တီလုံးပြူစောတိရွာကလေယာရိတ်သိမ်းနေတဲ့ပြူစောတိများကိုတော်လိုင်းပူပေါက်တပ်ဖွဲ့များက drone လက်နက်ကြီးလက်နက်ငယ်များနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာပယံရွာက ပြူစောတိ3ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့ဇီးပြူကုန်းရွာကပြူစောတိညံထွန်းလက်ချောင်းပြတ်ဒဏ်ရာရရှိကစုစုပေါင်းပြူစောတိ4ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ပြူစောတိအသေးပြောက်ကတော့သတင်းစုံစမ်းနေသေးပါအထိခိုက်ကတော့မြေပြင်သတင်းအတိအကျပါပဲ။ပြူစောတိ တွေအယက်သားပြည်သူတွေအပေါ်ကိုဒုက္ခမပေးနိုင်ရေးအတွက်ကာကွယ်ပေးရမယ်တာဝန်သိစိတ်နဲ့တိုက်ခိုက်ဟန်တားခဲ့တာပါလို့ရွှေဘုံမြို့နယ်ပြည်သူလုံခြုံရေးတပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်၎င်းတိုက်ခိုက်မှုကို Snake Eyes LBDF ပြန်လွားဥဆောင်တဲ့ drone တပ်ဖွဲ့ရွှေဘုံ crocodile ရွှေဘုံမြို့နယ်ပြည်သူလုံခြုံရေးတပ်ဖွဲ့ရွှေဘုံခရိုင်အမှတ်၄တိုင်ရင်တောင်သူလွတ်မြောက်ရေးအင်အားစု FIF ဒေါင်းစစ်တီတပ်ဖွဲ့ဘိုလင်းရောင်ဓာပရာရွှေဘုံ Federal Army Fairly Dragon Force ဆိုရဲရွှေဘူဒေတာကန်အဖွဲ ရောင်နေတလိုက်ရတပ်ပေါင်းစုပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ဒါအပြင်ဆက်လာပြီးတော့ စေရဲအရှိန်ဟုန်မြင့်တယ်ပြီးတော့တိုက်ခိုက်မှဖြစ်တဲ့အတွာပြည်တွင်းပြည်ပကအလူရှင်မိမပြည်သူများထောက်ပို့မှုများကိုဆက်လက်ပြီးတော့လှုပ်ဆောင်ပေးကြရန်ရွှေဘုံမြို့နယ်ပြည်သူလုံခြုံရေးတပ်ဖွဲ့ကတာဝန်ရှိသူကမြစ်တာရက်ခံကြောင်းပြောဆိုထားပါတယ်။အလားတူပဲသခိုင်းတိုင်းဘူးတလင်မြို့နယ်ကုတော်စခန်းကနေထွက်ခွာလာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုလည်းတော်လိုင်းတပ်ဖွဲ့များကကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်းရင်းမာပင်ခရိုင်အမှတ်36တိုင်ရင်ထံကသိရှိရပါတယ်။ဇန်နဝါရီလ3ရက်နေ့မှာ ဘုဒ္ဓလင်မြို့နယ်ကုတော်စခန်းကနေထွက်ခွာလာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုတော်လိုင်းတပ်ဖွဲ့များကကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကိုအမတ်တဲစစ်ဒေသရင်းမာပင်ခရိုင်အမတ်36တပ်ရင်းအပါဝင်ရင်းမာပင်ခရိုင်ဘျူဟာ49နဲ့ရင်းမာပင်မြို့နယ်လက်ယုံတပ် ULF စစ်ကြောင်းတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြကြောင်းတင်ပြရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့လွန်ကြီးချမ်းသာကွင်းမှာနိုင်ငံရေးအကျဉ်းသားပေါင်းအယောက်600လောက်ပါဝင်မယ်လို့ဇော်မဲလုံးကပြောဆိုထားတော်လဲအကျဉ်းထောင်10ခုကလက်ရှိစုစည်းထားတဲ့ဆေးရဲများအရာနိုင်ငံရေးအကျဉ်းသားအယောက်150ဝန်းကျင်သာပြန်လည်လွတ်မြောက်လာတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဇန်နဝါရီလ၄ရက်နေ့ကလွတ်လပ်ရေးနေ့အထိမ့်မှဖြစ်နေပုံမှန်905နဲ့တရားစွဲခံရတဲ့နိုင်ငံရေးအကျဉ်းသားအယောက်600နဲ့ဖမ်းဆီးခံထားရတဲ့ကချင်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာခက်အောင်တို့ကိုပြစ်ဒဏ်လွန်ငင်းခွင့်ပေးခံရသူများထဲမှာပါဝင်မယ်လို့ဇော်မဲလုံးကပြောဆိုထားတော်လဲလက်ရှိအချိန်ထိကိုပြည်လဲလွတ်မြောက်လာသူများစည်းရင်းထဲမှာနိုင်ငံရေးအကျဉ်းသား အယောက်150ဝန်းကျင်သာပြန်လည်လွတ်မြောက်လာသေးတယ်လို့သိရပါတယ်။ကျွန်တော်တို့ကစစ်ကောင်စီပြောသမျှစကားအလုံးကိုမျက်စိစုံမိတ်ပြီးတော့ယုံမို့တော့ခဲရင်ပါတယ်။ဘာလို့လဲဆိုတော့အာနာသိမ့်ပြီးကလေးကလိန်နီးပေါင်းစုံနဲ့လိန်နေတဲ့အဖွဲ့အစည်းဖြစ်တဲ့အတွက်ကြောင့်အာနာတိန်ထားတဲ့စစ်ကောင်စီအုပ်စုရဲ့ပြောစကားအလုံးကိုလက်ခံဖို့ခဲရင်ပါတယ်အခုထိပြည့်စုံထားတဲ့စည်ရင်တွေအရာ အချင်းထောင်10ထောင်ကနိုင်ငံရေးအချင်းသားအယောက်150ဝန်းကျင်လောက်တော့လွန်မြောက်လာတယ်ဆိုတာကျွန်တော်တို့တွေရရှိထားပါတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအချင်းသားများကွန်ရက် PPNM ကဦးဆောင်ကော်မတီဝင် ကိုတိုက်ထွန်းဦးကပြောကြားထားပါတယ် ်အချက်ပါစစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူဇော်မဲလုံးရဲ့ပြောစကားနဲ့ပတ်သက်ပြီးတော့စောင့်ကြည့်အတည်ပြုနေစေဖြစ်ပြီးမှန်ကန်မှုရှိမရှိစီစဉ်ပြီးတော့အထောက်အထားများနဲ့တကွာထုတ်ပြန်သွားမှာဖြစ်တယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ကဥဆောင်ကော်မတီဝင်ကိုတိုက်ထုံးကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ကင်းရှင်းပြီးတော့လုံခြုံစိတ်ချပျော်ရွှင်ရတဲ့ဘဝများကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ